တခုလို့ပြောမှာကျွန်တော်တခါပြောခဲ့ဘူးတယ်ကျွန်တော်အဘအသားလို့တော့ကောင်းစင်လာမတက်နဲ့မကြိုက်ဘူးကျွန်တော်ကခင်ဗျားတို့တတ်မလို့ကြိုက်ဘူးဦးစီးချုပ်ကိုအမြဲတမ်းထောက်ခံအမြဲတမ်းအားပေးအမြဲတမ်းသူ့မှတ်သူဖြစ်နေတဲ့သူ့ဘတ်တော်သားမဟုတ်ဘူးအဘသားမဟုတ်ဘူးအဘဘကလည်းကျွန်တော်မရဲဘူးတော့ပေါ်လာမသိဘူးတရုတ်ရဲ့အကျိုးစီးပွားနော်အဲ့ဒါကိုခေါင်းခံပြီးယူလာတာကသူ့သူ့ရဲ့သားလို့ထင်ကြတယ်နော် EV car ကိုထောက်တာသူအဲ့တော့ ဦးမင်း online ရဲ့သူ့သားသမီးရဲ့အကျိုးစီးပွားလည်းဖြစ်နိုင်တယ်။တရုတ်ရဲ့အကျိုးစီးပွားဒီအကျိုးစီးပွားနှစ်ခုတည်းမြန်မာနိုင်ငံမှာအခုဝက်တောက်ကားတွေကိုနော်နိုင်ငင်းတာလည်းဖြစ်နေတယ်။ကျွန်တော်တို့ဒီကနေ့ဇွန်လ17ရက်နေ့မနက်ပိုင်းတစ်ဖြတ်ဒီကနေ့မနက်ပိုင်းထိအောင်နောက်ဆုံးသိရတဲ့သတင်းတွေကိုတင်လိုက်တဲ့လောက်အချင်းချင်းပြီးတော့ဖတ်ပြရေးပါမယ်။ဒါဒီကနေ့ကတော့ နောက်မှာတိတ်ပြီးတော့သတင်းတွေကတော့များစားမရှိဘူးမနေ့ကဆိုရင်တော့ဒေါ်လာမိဘပြည်သူတွေအကုန်လုံးအရန်ကိုပြောရတဲ့နေ့ဆိုတော့မနေ့ကပြန်ပြီးတော့ကြည့်မယ်ဆိုရင်သတင်းကောင်းတွေကိုဇက်တိုက်ပဲနော်မနေ့ပိုင်းဆိုရင်မော်ဘီလေးတဲ့စကန်ကိုအသေးကန်ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့်စစ်ကုံစီဘက်ကတာဘိုးဆင့်ပောင်းဝင်စစ်ခွေးနှစ်ကောင်လုံးမုံအောင်ဖြစ်သွားပြီးတော့သူတို့ရဲ့မိသားစုဝင်တချို့ပါထိခိုက်ဒဏ်ရာရရှိတဲ့ကဲရော်နေ့လယ်ပိုင်းကိုကြည်ရောမလားအားလုံးပျော်ရွှင်ရတဲ့ကန်တောင်နေမြေရေစကန်ကိုအကြမ်းဖက်စစ်ခွေးတွေကတိုက်လီရင်လည်းဘုံလာကြလို့အဲ့ဒါကိုပြစ်ချနိုင်ခဲ့ပြီးတော့ လေရင်မှုပါတခါလေးတစားစီတွေဖြစ်သွားတယ်ဆိုတော့ကအကုန်လုံးလည်းပျော်ရှင်ရတဲ့အချိန်မှာတဆက်တည်းဆိုလို့ရှင်းစင်နောက်ဆင်းထိုင်းမြန်မာနယ်စပ်မှာရှိတဲ့အကြမ်းဖက်စစ်ကုံစီရဲ့ point 2996ကိုလည်း KN လေးနဲ့ PDF ပူပေါင်းတက်ဖွဲ့တွေဇက်တိုက်ကိုတင်ပတ်ရရှိနေစလို့ကမင်းကတနေကုန်ပြန်ပြီးတော့ကြည့်မယ်ဆိုရင်တရင်ကောင်းတွေကိုဇက်တိုက်ပါပဲကဲတော့အဲ့ဒီတိုက်လေရင်ပြစ်ချခံရတဲ့ဆက်ဆက်တဲ့မင်းညာ PBS စပရင်ကတက်လာတာတော့အာနာသိန်းစစ်ခွေးကောင်းဆောင်စကိုင်းကိုရောက်ရှိနေစမှာအဲ့ဒီတိုက်လေရင်ပြစ်ချခံရတဲ့တရင်ကြောင့် မူလအစီအစဉ်များဖြတ်ပြီးတော့နောက်ပြန်လှည့်တော့ပါဆိုရင်တည်င်းပါပဲကျွန်တော်အချင်းချင်းလေးပဲဖတ်ပြမယ်ဇွန်လ10ရက်နေ့ကမင်းရဆက်နိုင်ခတ်မှာစကိုင်းတိုင်းပလဲမျိုးကိုဘောလာကျဲတဲ့အဲ့ဒီအကြမ်းဖက်စစ်ခွေးတွေကတိုက်နေရင်ကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေပြစ်ချနိုင်ခဲ့ပြီးတော့ထိုးချင်းမှာစစ်ခွေးကောင်းဆောင်မေးအောင်လိုင်းနဲ့သူ့ရဲ့ဇနီးပြည်သူချူချူခေါ်တော့ဟာစကိုင်းမျိုးရောက်ရှိနေပါတယ်ဒင်းလဲစကိုင်းမျိုးရောက်ရောက်ချင်းပါတယ် ပလဲဘက်မှာတိုက်လေပြစ်ချခံတဲ့တရင်ကစပြီးတော့ကြားတာပဲအဲ့တော့သူတို့ပထမမူလအစီအစဉ်ဆွဲထားတာတော့ငလင်ပေးသိမ့်တွေနဲ့သူတို့ကထပ်ပြီးတော့တွေးဖို့ပဲဒါပေမဲ့မျက်စိမျက်နှာပြက်ပြီးတော့တက်ပြန်ခုံသွားပါလေဆိုပြီးတော့စစ်ခွေးကောင်းဆောင်တွားရောက်လေပတ်ခဲ့တဲ့စကိုင်းမျိုးဒါကောင်းမှုတော့ဂောဘကအဖွဲ့နဲ့နေဆက်သူတွေကပြောပါလေဆိုတော့ကန်ဆိုးမှတွားရောက်မုန်းလဲလို့ရတယ်ကငကိုရေကဘေးရင်ရေရအစင်ရအသိနမိတ်တို့တားယုံကြည်တဲ့အကောင်ဆိုတော့ ူကအသိနမိတ်ကိုအရန်ယုံနေလေတဲ့ဒီကောင်လက်နေမှာတေးချပဲတဲ့ကျမတို့စကိုင်းကိုလာတာကတော့နယ်မြေဆုံးမှုရှိချောင်းနိုင်ငံတကာကပြကျင်လို့လည်းဖြစ်နိုင်တယ်အခုတော့သူစိတ်ဓာတ်တော်တော်လေးကိုကြာသွားပါတယ်ဆိုပြီးတော့ဝရန်ပြည်စစ်ခွေးကောင်းတော်မင်းအောင်နိုင်နဲ့ကျူကျူခေါ်တို့စကိုင်းကိုရအောင်ချင်းပါတယ်ဒင်းတို့ရအောင်ချင်းပဲပလဲဘက်မှာတော်လိုင်းတက်ဖို့မင်းနေစော်ဘလော်တီးလိုက်လို့တခါတည်းတိုက်လင်ပြက်ကြတယ်ဆိုတော့ဒရင်လဲကြာလဲကြာတော့မျက်စိမျက်နှာပြက်ပြီးတော့ တက်ပြန်ခေါ်သွားပါလေဆိုတော့တိုက်နေပြတ်ကြတဲ့ကိစ္စနဲ့ဆက်ဆက်နေကျွန်တော်သတင်းပါပဲအဲ့တော့နောက်ထပ်သတင်းတစ်ခုဆိုရင်မကွေးတိုင်းမဖဲမြို့နယ်အခြေဆိုင်အကြမ်းဖက်စစ်ကွန်စီနိုင်ရီကန်လေကြောင်းရဲ့ကာကွယ်တပ်ကနေထွက်ပြေးလာတဲ့စစ်ကွန်စီတပ်သား၃ကိုလက်နက်များနဲ့အတူအရှင်ဖမ်းမိပါလေဆိုပြီးတော့ဘေးနားမှာဓာတ်ပုံနဲ့သတင်းပြေဆုံးခြာပေးထားတယ်ကျွန်တော်အခြေအကျုံဖတ်ပြမယ်အဲ့ဒီထွက်ပြေးလာတဲ့စစ်ကွန်စီတပ်သားတွေဟာ၃ဦးမှာစစ်ကွန်စီတပ်မ96က နဲ့ဤကစခန်းကိုအပေါခံသူများဖြစ်ပြီးတော့၎င်းတို့သုံးဦးဟာရှေ့တန်းကာကင်းကြနေစဉ်မှာဇွန်လ၄ရက်နေ့မှာထွက်ပြေးလာသူများဖြစ်ကြောင်းကို CDF အရှူကားတော့အတိပေးထားပါတယ်ဆိုတော့တရင်ပြေဆုံးကျွန်တော်ဘေးနားမှာခြံပေးထားပါတယ်အဲ့ဒီတမ69နဲ့ဆက်ဆက်လို့မနေ့ညာ People Sabrina အသိစိတ်ကိုဘယ်လိုဖော်ပြလာလဲဆိုတော့တမ69တမမှုကိုစစ်ကုန်စီကတော့ဖမ်းဆီးသွားပါတယ်တဲ့ဘာကြောင့်လဲဆိုရင်ရခိုင်တပ်တော် A နဲ့တွားရောက်ပူးပေါင်းပြီးတော့သူတို့ကိုပြန်လဲ ပုံကံပဲဆိုပြီးတော့တရင်နေထွက်နေဆိုတော့ကဒါပဲအဲ့ဒီတရင်ကကွန်ဖမ်းဖြစ်လာဆိုတော့ကျွန်တော်ကြိုပြီးတော့စကားခဏတယ်အချိန်ကွန်ဖမ်းမဖြစ်ဘူးအဲ့တော့ပြောချင်တာကဒီ1027စစ်စင်နောက်ပိုင်းတနေခွဲအတွင်းမှာတက်မ69မှာတက်မဘူး9ဦးထိအောင်အချမ်းမဲ့စစ်ခွဲတက်ကပြောင်းလဲပြီးတော့ခန်းရတယ်အဲ့ဒီတက်မဘူး9ဦးကတခြားမဟုတ်ဘူးဘုံမှုကျုပ်ဒါကျွန်တော်ကျော်လွင်သိဆုံးဒါဘိုးကျုပ်စိုးလိုက်လက်ရှိတတိကန်ဒေသတိုင်းတိုင်းမှုဘုံမှုကြီးမုံမြင့်ထွန်းဒါစစ်ကောင်စီပြန်လဲဖမ်းဆီးရတဲ့မုံမြင့်ထွန်းကိုပြောတာ ဘုံမူကျုပ်တင်မောင်ကျော်ရခုလို့စင်မှာဖန်စီခံရတယ်ဘုံမူကြီးစုံဝင်းထိုးလက်ရှိတောင်ဝင်ထမ်းဆောင်နေတဲ့ဖြစ်ပါတယ်ဆိုပြီးတော့အကြံခဲ့တဲ့ရက်ကပဲ paper spray ရပဲဖော်ပြလာတယ်အဲ့ဒီတက်မ33ကတက်မမူနဲ့မိသားစုကိုလည်းစစ်ကုံစီကပြန်လဲဖန်စီပြီးတော့လုံးလုံးစင်မှာစစ်ကုံစီမှာတက်မ70ခုရှိတဲ့အထက်မှာဒါတက်မ66ကလွဲပြီးတော့ကြံတက်မ9ခုမှာ တမ်းမမူးများနဲ့တိုက်ပွဲမှာငါးဦးတေဆုံးသွားပြီးစစ်တုံးပန်းဖြစ်ရတော့ရခိုင်တို့အေးဘက်မှာဖမ်းဆီးရမိတဲ့နှစ်ဦးရှိပြီးတော့ထပ်မံခန့်အပ်သူအပါအဝင်သုံးဦးကိုစစ်ကုံစီကပြန်လဲဖမ်းဆီးထားပါတယ်ဆိုတော့ဆောစောကကျွန်တော်ပြောခဲ့တဲ့စစ်ကုံစီကအဲ့ဒီတမ်းမ60ကိုတမ်းမမှုကိုဘာလို့ပြန်ပြီးတော့ဖမ်းဆီးလဲဆိုတော့ဘုံမှုချုပ်တင်မောင်ကျော်ရတဲ့မေလာကုံကဖမ်းဆီးခံပြီးတော့အဖမ်းမခံရမီရပိုင်းလူကရခိုင်တို့အေးထံမှာခိုးလုံပြီးတော့ စစ်တပ်အားပုံကံမီဦးတရင်များထွက်ပေါ်ခဲ့ပါတယ်ဆိုပြီးတော့နေပြည်တော်စစ်ရေးတရင်မြေကပြောခဲ့တယ်လေကကကြီးကလာတဲ့စုံစမ်းရေးအဖွဲ့တွေကလာပြီးတော့စစ်နေတာသူအချိန်နေမကောင်းပါဘူးတေတံမှာကြားနိုင်တယ်ယာရုနဲ့လက်မဲ့ဖြစ်သွားပြီးတော့အသုံးမဝင်ပါဘူးဆိုပြီးတော့အထက်ပါတရင်မြေကတော့ဆက်ပြီးတော့ပြောထားတယ်အဲ့အဲ့ဒီတမ69တမမူဘုံမှုချုပ်တင်မောင်ချုပ်ကိုအခုကတော့မန္တလေးနန်းလွေးထဲမှာစစ်ကြောရေးဝင်နေဆိုတော့ကအကြောင်းကတော့အခုလက်ရှိရခိုင်တပ်တော်အေးနဲ့တိုက်ပွဲတွေပြင်းထန်နေတဲ့ နိုင်ရင်ပြူဟာနဲ့အမရလန်တိုက်ပွဲတွေမှာတမ69မှာဒုတိယဘုံမူကြီးအပါဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်ရာနေချီတေဆုံးပြီးတော့80ဦးတည်းမနေပျောက်ဆုံးနေတာတကြောင်အဲ့ဒီစစ်စင်မှာတာဝန်အရှိဆုံးဖြစ်တဲ့ဘုံမူချုပ်တင်မောင်းချုပ်ဟာကာလရှိစောင့်ကြည့်ခံပြီးတဲ့နောက်မှာဖမ်းဆီးခံရတယ်ဆိုပြီးတော့တမ69မှာ တက်မှတ်မှုကိုအကြမ်းဖက်စစ်ကောင်စီကတော့ဖမ်းဆီးလိုက်ပါတယ်ဆိုတော့ကျွန်တော်ဖတ်ပြရတော့2မိနစ်ဆက်လောက်ရှည်သွားတယ်ဘေးနားမှာ people seven ကတော့အတိအကျအပြည့်စုံကိုရေးထားပါတယ်တွားရောက်ဖတ်ကြည့်လို့ရပါတယ်အဲ့တော့တစ်ဆက်တည်းမှာပဲနောက်ထပ်သတင်းကောင်းတစ်ခုဆိုရင်ဘကိုးတိုင်းကြောက်ကြီးမြို့နယ်ရွာကြီးအင်းရွာထိပ်မှာတက်ဆွဲထားတဲ့စစ်ကွတဲ့ဂိစကန်းကိုဝင်ရောက်တိုက်ခိုက်မှုမှာစစ်သား3ဦးသေဆုံးပြီးတော့လက်နက်ခဲယမ်းများတိုင်းစီရရှိပါဆိုတဲ့တရင်ကောင်းပါပဲဘေးနားမှာပဲအပြည့်စုံခြာပေးရတယ်ဖြစ်ပေါ်သွားတာတော့မနေ့ကမနေ့၈နှစ်အိမ်ခန့်မှာ ကျောင်းကြီးမျိုးနဲ့ရွာကြီးအင်းရွာထိပ်မှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကွေးတဲ့စကားကိုတော်လိုင်းပူပေါင်းတက်ဖို့နေဝင်ရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာဒီကောင်တွေဘက်ကတော့စစ်ကွေးကြီးက20လောက်ပဲရှိတယ်အရှင်ဖမ်းမိတာတော့မရှိဘူးစစ်ကွေးသေးတဲ့စင်းကတော့ထတ်တိုးတာတော့လောလောဆယ်မှမသိရသေးဘူးတိုက်ပွဲဖြစ်ချိန်မှာတော့3ရောက်လောက်သေပြီးတော့ဒီကောင်တွေဘက်မှာတော်တော်များများဒဏ်ရာပြင်းထန်ရရှိပြီးတော့ထွက်ပြေးသွားကြပါတယ်ဆိုပြီးတော့ဒါတရင်ကောင်အပြည့်စုံတဲ့ဓာတ်ပုံတွေဘေးနားမှာခြာပေးထားပါတယ်ကြာမှာသေးတဲ့ဖားကမ်းဘက်ကိုလှည့်လိုက်ရအောင်ဆိုတော့ကလောလောဆယ်မှာဖားကမ်းမျိုး လုံခင်းကျေးရွာအုပ်စုကိုရောက်ရှိနေတဲ့အကြမ်းဖက်စစ်ကွေးတပ်ကိုတော်လိုင်းပူးပေါင်းတပ်ဖွဲ့ဝင်တွေနှစ်ရက်ဆက်တိုက်တိုက်ခိုက်မှုမှာဗနကောင်လုံးတိတ်သွားလဲဆိုတော့စစ်ကွန်စီစသား20ဦးခန့်မုံမပွဲဖြစ်သွားပါတယ်ဆိုပြီးတော့ဒါကတော့အကျယ်တွင်းကျွန်တော်ပြန်ပြီးတော့မပြောတော့ဘူးဘေးနားမှာပဲသတင်းပြည်စုံချပေးတော့ပါတယ်အဲ့တော့ရခိုင်ပြည်ဘက်ကိုလှည့်လိုက်အောင်ဆိုတော့ကအားလုံးသိတဲ့အတိုင်းပဲအခုလက်တလုံးမှာတိုက်ပွဲတွေပြင်းထန်နေကျွန်တော်ကြောက်ဖြူဘက်မှာဆိုရင် စစ်ကုံစီဘက်ကတော့အကြဆုံးအများပြားနဲ့အမှတ်30နှစ်ရဲတပ်ရင်းကိုစုပ်ခွာထွက်ပြေးနေရပါတယ်ဆိုပြီးတော့မနေ့ညလည်းနောက်ဆုံးတက်လာတဲ့တဲ့င်းမှာပဲလောလောဆယ်မှာအဲ့ဒီအမှတ်30နှစ်ရဲတပ်ရင်းချန်ဇီယိုဝနာအထီအောင်တိုက်ပွဲတွေပုံမပြီးတော့ပြင်းထန်လာနေပြီးတော့ရဲတပ်ရင်းဝင်းကျင်ကိုသူတို့ကြီးရည်တွေတုံးပြီးတော့ရခိုင်တပ်တို့အေကိုတိုက်နေတာအေကပြန်လဲထိုးစစ်ရင်တိုက်ခိုက်တော့စစ်ကောင်စီဘက်ကအကြဆုံးများပြီးတော့ရဲတပ်ရင်းတွေကိုခွေးပြေးပဲမျိုးကိုဝင်ပြေးကြတယ်တဲ့အခုချန်ဇီယိုဝနာအထီအောင်တိုက်ပွဲတွေပြင်းထန်နေပါတယ်ဆိုပြီးတော့ နောက်ဆုံးသိရတဲ့သတင်းပါပဲကဲတော့အကျမ်းဖက်စစ်ခွေးတဲ့ဘက်ကတော့ကြီးရည်လေးသုံးပြီးတော့ရခိုင်တဲ့တို့အေးကိုအသေးအတန်ပြန်လဲခုခံခဲ့မိမယ်လေအခုဆိုရင်အမှတ်30နဲ့ရဲတပ်ရင်ခြံစည်းဝကနားထီအောင်တိုက်ပွဲတွေရောက်ရှိလာပြီဆိုတော့အားရှေ့လျှောက်ပြီးတော့သတင်းကောင်းတွေပဲဇက်တိုက်ကျွန်တော်ကြားဖို့ရှိပါတယ်ကဲတော့ဒီကနေ့မနေ့ကတော့ဒါနောက်ဆုံးသိရတဲ့သတင်းတွေကိုတက်နိုင်တဲ့လောက်အချင်းချင်းပြီးတော့ဖတ်ပြပေးတော့ပါနောက်မှကျွန်တော်တို့ အကျိုးဆုံးကြည့်ရမှာတော့အခုလာမဲ့ဇွန်လ19ရက်နေ့ဆိုရင်အမေတုံဆန်းစုကြည်ရဲ့အသက်80ပြည့်မွန်းနေ့ဆိုတော့ကျွန်တော်မုံမလေးဒီကျွန်တော်တို့စက္ကန့်30ဆလောက်ရှိတဲ့ဗီဒီယိုဖန်လေးတွေကိုလည်းတက်နိုင်တဲ့လောက်ဘယ်နေရာမှာပဲရရောရိုက်ကူးပြီးတော့ကျွန်တော်ဘေးနားမှာခြာပေးထားတဲ့ Facebook link မှာတွားရောပေးပို့ပေးကြပါလို့ကျွန်တော်ပြောချင်တယ်အခုလည်းနောက်မှာအမေတုံဆန်းစုကြည်ကျွန်တော်နိုင်ငံတော်အတိုင်းအမေကန်ပုတ်ကွေရဲ့အသက်80ပြည့်မွန်းနေ့ကိုတော်ဝင်တောင်းတက်ဖွဲ့တွေဘလို့တွေကျွန်တော်တို့ဂုဏ်ပြုထားတယ်ဆိုတာကျွန်တော်အရန်ကို၄သားလုံးကကြည့်တော့နောက်မှာ2မိနစ်ဆလောက်ကိုကျွန်တော်စပြီးတော့ ကြည့်လိုက်ရအောင်တော်ဝင်တော့တက်ဖွဲ့နော်ဘောတော်ဝင်တော့တည်ရင်ပါဘယ်စုတက်စစ်တဲ့ပြင်ဝင်နေတော့လိုက်စစ်တဲ့တို့ကောင်းပြီပါပြီ 快，逮住他！对。 展开现在，好，快！ ်၂၀ပြည့်မွေးနေ့မှစပြီးအချုပ်နောက်မှာအမြန်ဆုံးလွတ်မြောက်ပါစေ။မေဆု၂၀ပြည့်မွေးနေ့ကျန်းမာပါစေအမြန်ဆုံးလွတ်မြောက်ပါစေ။မေဆုကျန်းမာပါစေအသက်၈၀ပြည့်မှာမတရားချုပ်နှောင်ခြင်းမှအမြန်ဆုံးလွတ်မြောက်ပါစေ။မေဆုကျန်းမာပါစေ။အသက်၈၀ပြည့်မေဆုကျန်းမာပါစေအမြန်ဆုံးလွတ်မြောက်ပါစေ။မေဆုကျန်းမာပါစေမတရားချုပ်နှောင်မှုမှအမြန်ဆုံးလွတ်မြောက်နိုင်ပါစေ။မေဆုကျန်းမာပါစေ။ Yeah. ်ကုန်ကြပါစေကျေအဲ့တော့ကျွန်တော်ကြည့်နေနေမျက်ရည်တော်ကျတယ်ဗောနော်ကျက်သိန်းတော်ထားတယ်အဲ့တော့ကျွန်တော်တုံမင်းထောင်းက ဒီကျွန်တော်တော်လိုင်းမြီကိုရဲဖို့မောင်းမှားတယ်ကိုကျွန်တော်ဒီနားနေအရန်ကိုလေးစားပါတယ်အဲ့တော့ကျွန်တော်ပြန်ပြီးတော့ပြောရမယ်ဆိုရင်အမေစုအခုဆိုရင်ဒါအသက်80ပြည့်ကျွန်တော်မွေးနေ့ကိုရောက်ရှိလာပြီသူ့အသက်40တွေကသူ့ရဲ့အမျိုးသားနဲ့သူ့ရဲ့သားသမီးတွေကိုစွန့်လို့ပြီးတော့မြန်မာပြည်ကိုရောက်လာတဲ့ကျွန်တော်နိုင်ငံရေးလှုပ်ရှားမှုတွေပြည်သူအတွက်နိုင်ငံကောင်းဖို့အတွက်လုပ်နေတဲ့အချိန်မှာလည်းအဲ့ဒီအချိန်တွေကအာနာယူရီယာအမေစုကိုမတရားဖမ်းဆီးချုံလောင်ထားတာမှာသူ့ရဲ့အစိုးရတပ်တန်းဒီ9နေလေးပဲပြည်သူလူထုနဲ့သူထိတွေ့ဆက်ဆံခဲ့ရပြီးတော့ တိုင်းပြည်နဲ့ကျွန်တော်ပြည်သူလူထုကောင်းအောင်သူတက်နိုင်တဲ့လောက်ဂျိုးပန်းဆောင်ရွက်သွားပြီးတော့အခုတခါထပ်ပြီးတော့ဒီအာနာယူရီယာပဲအမေစုကိုဖမ်းဆီးချုံလောင်ထားရဲဆိုတော့ကငားနေနေပဲသူခင်မောင်မှာပြည်သူလူထုနဲ့ထိတွေ့ဆွတ်တံခွင့်ရပြီးတော့သူတက်နိုင်တဲ့လောက်တိုင်းပြည်နဲ့ကျွန်တော်လူလူပေါ်မှာသူကောင်းအောင်ဂျိုးပန်းသွားရဲဆိုတော့ကျွန်တော်မော်မမရဲ့လည်းအမေရဲ့အသက်80နှစ်မွေးနေ့မှာတက်နိုင်တဲ့လောက်ဒီမွေးနေ့ဆူတောင်းတဲ့စက္ကန့်30လောက်ရှိတဲ့ဗီဒီယိုခံလေးတွေကိုမိဘပြည်သူတွေကျွန်တော်ဘေးနားမှာခြံပေးထားတဲ့ Facebook page မှာ ဘယ်နေရာဘယ်အချိန်ပဲဖြစ်ဖြစ်တွားရောက်ကျွန်တော်တို့ပို့ဆောင်ပေးကြပါလို့ကျွန်တော်ဒီနားနဲ့အနှုံးညွမြတ်တရားခံထားခြင်းပါတယ်အမေကိုလည်းအများဆုံးအချင်းထောင်တွေကနေအာနာယူတွေမတရားအချင်းချတာကနေအများဆုံးအမေကျန်းကျန်းမာနဲ့ပြန်လည်လွမြောက်လာပါစေလို့ကျွန်တော်ဒီနားနဲ့ထပ်ဆောင်လေးဆုတောင်းပေးပါတယ်ကဲတော့နောက်မှာကျွန်တော်တို့စပြီလို့ကြည့်ရမှာတော့ငှက်ကင်ကိစ္စပါနော်မနေ့ကအဲ့ဒီပလဲဘက်မှာတိုက်လီကိုဖြစ်ချခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ခုပြောချင်တာကဒါစေတနာလေးနဲ့ပြောတော့ပါဟိုဖွဲရဖြစ်တဲ့ပြောဒီဖွဲရဖြစ်တဲ့ပြောပြော ဘယ်ဖွဲ့ရပဲဖြစ်ဖြစ်ဆိုတော့ကဘလို့တွေပဲပြစ်ချက်ဖြစ်ကြအဓိကပြက်ကြဖို့ပဲအရေးကြီးနေဆိုတော့ကကျွန်တော်ကစေတနာလေးနဲ့ပြောတော့ပါအဲ့တော့အောက်တန်းသားဘုံမချက်ကောဟိုမှာကြော်မျိုးမင်းတို့လော်ဘီတိုက်ကလည်းဒါကကျွန်တော်တို့သူတို့ပထွေးစော်မလုံးတိုင်းပဲဆက်ချွင်ပြီးတော့ပြက်ကြတာပါဆိုတော့ကမင်းတို့ဆက်ချွင်ပြီးတော့ပြက်ကြတာလည်းအများတန်းလို့လို့တိုက်ပွဲဖြစ်တဲ့နေရာမှာပဲဆက်ကလည်းခဏခဏချွေရင်းနေရဆိုတော့ကဒါတော့မှပဲလင်းကျင်မောင်းနေပြန်တိုင်းနေတခြားလင်းကျင်နေရာမရှိတော့ဘူးတိုက်ပွဲဖြစ်တဲ့နေရာတွေမှာလို့လို့ပဲဆက်ချွင်ပြီးတော့ပြက်ကြတယ်ဆိုတော့ကဒီကောင်တွေကဘလို့ထပ်ပြောလို့ဆိုတော့ တော်တိုင်းပူပေါင်းတက်ဖို့တွေရတယ်ဒီတက်နေယူပြစ်ချနိုင်လို့တဲ့ဒီကောင်တွေအညာဘက်မှာလည်းဘာဘာလဲနဲ့မှမရှိပါဘူးသူတို့ရှိနေရတဲ့ချွတ်ပြင်မှာပဲရတယ်ဆိုတော့ကျွန်တော်တခုသုံးသပ်ပြမယ်တိုက်ပွဲဖြစ်နေတဲ့အချိန်မှာဘယ်တော်တိုင်းတက်ဖို့ရင်ဆိုတနက်ကင်ထားတဲ့နောက်ဆုံးတော်တိုင်းတက်ဖို့ရင်ဆို အောင်စိတ်ကကျွန်တော်ပြန်ထန်နေပြီးတော့စစ်ကွေးရဟိုင်းလာလာနဲ့မြ။တို့မှာဒီတနားနဲ့မရောက်နိုင်ဘူးဆိုတော့သိရမယ်လေ။စစ်ကွေးရဟိုင်းကိုပြစ်ချခြင်းနဲ့ဈေးတီးကပြန်ထန်နေလို့အကုန်လုံးတနားတွေကိုဘိုးဘောင်ထောင်ဝိုင်းယူပြီးတော့ပြစ်ကြတယ်။အဲ့တော့အညာဘက်မှာ point fight တွေရှိတဲ့အခုတိုက်ပွဲပြန်ထန်နေတဲ့နေရာတွေမှာ point fight ရှိတဲ့တော်လိုင်းပုံပုံတက်ဖို့နေအများကြီးရှိတယ်။အဲ့တော့ ရိုးရိုးတန်းတန်းနဲ့တော့မှပဲရိုးရိုးရဲဘော်တယောက်ကစစ်ကွေးရဲကြီးကိုကောင်းမွေကိုမိုးဘော်ထောင်ပြီးတော့သူတို့အောင်စင်းနဲ့ပြစ်ချခြင်းနဲ့စိတ်တွေနဲ့အကုန်လုံးဝမ်းပြီးတော့ပြစ်ခတ်တဲ့အချိန်မှာ point five ရှိတဲ့တော်လိုင်းပုံတက်ဖို့ရင်းနဲ့အကုန်ဝမ်းဝမ်းပြစ်ခတ်တယ်ဆိုတာမဖြစ်နိုင်တဲ့အကြောင်းကိုမရှိလိုက်ဘာမင်းကနောက်ထပ်ဓာတ်ပုံတွေထပ်ပြီးတော့တက်လာပါတယ်လေရင်ဘူးကကျွန်တော်ဒီဘေးနာအရေးပြိုင်းနဲ့ရွက်ပင်ကျန်တော့တယ်ကျန်လာတော့ဦးနှောက်တွေပါအရေးပြိုသွားပြီးတော့ဦးနှောက်မှမသိမစင်မှမသိဖြစ်သွားတယ်ဆိုတော့ကဲတော့နောက်မှပြောချင်တာကစီရီယယ်ဝင်လာတဲ့ဘိုးကြီးထင်းမြက်နဲ့အဲ့ဒီတော်လိုင်းပူပေါင်းတက်ဖို့ရင်းနဲ့ မှတ်တင်ဖြစ်ကြတဲ့ကိစ္စကိုမေးမြန်းထားတဲ့2မိနစ်စာရုပ်တံဗီဒီယိုပိုင်းလေးကိုစပြီးတော့ကြည့်လိုက်ရအောင်။ဘိုးကရွာနေရောဟုတ်လား။ဟယ်လိုဟောဟောကြားလာမသိဘူးဗျ။ဘယ်ဘလိုဘလိုဘလိုတွေဖြစ်တော့လုံးမအောင်တကယ်စိတ်ဝင်စားနေကိုအဲ့ဒါကြီးဟိုဟာဖြစ်ရှင်နေ။ဒီကောင်းလေးက3သီးလာတာ။3သီး3သီးပေါ့။ဟုတ်။3သီး3သီးလာတာကိုပြစ်တာတော့ဒီပထမ2စီးလေးပြစ်တယ်။ပထမ2စီးလေးကျွန်တော်တို့ထင်ပြောရရင် နည်းနည်းပါးပါးကြည့်ရမှတ်တယ်ပထမလေးတော့ပြန်ကောက်လာအော်ပြန်ကြိုင်လာဘဟိုဒီပဲဘယ်ဘယ်ညာပေါ့ကျွန်တော်တို့ကဘယ်ညာရှိတော့ဘယ်ညာဘယ်ဘက်ရညာပဲရအနောက်ဘက်ရအဲ့လိုမျိုး၃ဘက်၃ဘက်ရှိရပေါ့၃ဘက်ကမှအဲ့ပြစ်တာတော့ဗတ်ပေါင်းစုံနဲ့ဝိုင်းပြစ်လိုက်တာအော်အော်ပြစ်လိုက်တော့ကြဒီကောင်ဟိုလိုကျွန်တော်တို့ပုံမှန်လိုဟိုလိုဗမောပြစ်စင်ပါလိုအဲ့လိုမျိုးဝေးဝိုက်ပြီးကိုမဟုတ်ဘူးဒီကောင်အဲ့တင်းချင်းစိုးနဲ့ကိုတခါရဲကိုထိုးကြသွားတာကြတယ်နော်အားရတယ် โอ้ไ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 ม่รู้อ่ะปิสิปิสิอ่ะดิโหตุยตุยตุยในแท้มาไอ้หัวนี่แหละตุยใช่ๆๆฮะဟုတ်ဟုတ်ဟိုပါသူတို့ခန္ဓာကိုယ်တွေပါတွေပါရတာညမရအောင်မီးလောင်ရပါဘူးအကုန်ရတယ်အကုန်ရတယ်အကုန်ရတယ်ဟုတ်လားဟုတ်တယ်ခေါင်းတော့မရှိတော့ဘူးကိုခေါင်းတော့မရှိတော့ဟုတ်လားဟုတ်ရတယ်အဓိကတကယ်ဂုံယူလို့ဗျာအဲ့လိုပြောပြီးတော့လေဟုတ်ကျွန်တော်လည်းဂုံယူပါတယ်အခု YouTube channel ဆိုတော့အများအားဝင်ကြည့်အများအားနေ့တိုင်းနေ့တိုင်းပဲဝင်ကြည့်ဟုတ်လားဟုတ်လားအဓိကရပါအနေပြန်လာလားဟလားအဲ့ဒါ ဟုတ်ကဲ့ဗျာအမှန်တကယ်ကျွန်တော်တို့အညာကိုဒီကောင်တွေအညာသားတွေကိုထင်သေးရတယ်လားဒီကောင်တွေကတင်လာသူတို့ရောက်ဘက်မှာဆိုရင်ဟိုဟိုဟာရှိရတရားရှိတယ်ဒီကောင်တွေအမြင်နေပြန်လားကျွန်တော်တို့ဘက်မှာဆိုရင်အမြဲတမ်းအဲ့ခံလိုက်ရင်လေဒီလားကျွန်တော်နိမ့်နိမ့်လေးနေဒီကောင်တွေကလူမထင်ွက်တွေလာလာချိုးရလေဒီလားအဲဒီခါတော့ချိုးတန်းဆိုပြီးတော့ဂိုင်ပြေးတာမိုက်တယ်အာရတယ်အခုတော့ခေါင်းတရားကိုတရားတွေဖြစ်ကုန်တော့ဗောဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့လိုလိုမျိုးကိုအခုတော့ခေါင်းတရားကိုတရားတွေဖြစ်ကုန်တော့ဗော ကောင်းကောင်းတခြားကိုကတခြားဆပင်းမွေးလေးကိုကက်လို့သူတို့ရဲ့ဟမ်းမှန်ပါတယ်အဲဆပင်းမွေးဘော်ရီဘယ်နှခုလောက်ရလိုက်လဲညောလောလောဆယ်ကျွန်တော်တို့သိရတယ်ဘော်ရီနှစ်ခုရှိရဗျာနှစ်ခုကျွန်တော်ထင် ပြောရင်တော့ရှိတယောက်နောက်တယောက်အဲ့လိုအဲ့လိုပြောရလားမသိဘူးမောင်းနိုင်အဲ့လိုမျိုးပါရလားမသိဘူးကျွန်တော်တို့မသိဘူးအဲ့လိုအဲ့လိုမျိုးနှစ်ခုရှိရတယ်ဒါလေးကတော့ကျွန်တော်စီရီယံဝလာနဲ့ဘော်ရီထန်းချက်တို့ဒါသူပြစ်ချတဲ့ဒေါ်လာရေးတက်ဖို့ဝင်တွေကိုတွားရောက်မင်းများထားတဲ့ရုပ်တံဗီဒီယိုဖိုင်ရှင်တို့ကအကျယ်တွင်ပြောမိတော့ရှေ့မှာကျွန်တော်ပြောပြီးသွားရည် ဘုံမရက်ကဘလူတွေပဲဖင်ပိတ်ညင်ညင်မင်းတို့အညာသားတွေကိုအထင်သေးတော့မှကြုံမြင်မေးဆိုရင်ကျွန်တော်လေးကိုပြောထားတယ်ဒီကောင်တွေအညာသားတွေမှာလည်းတန်းလီကိုပြစ်ချနိုင်လဲနဲ့မရှိပါဘူးမရှိရှိလားချုပ်ပြမေးဆိုတော့ကမင်းမယုံရင်တွားကြည့်လိုက်တယ်ဟိုမှာမင်းတို့စစ်ခွေးရရင်ပိုင်းတော့ဟိုမှာအေးပြားနဲ့ဇသိလေးမှာကတ်နေတုံဆိုတော့ကဦးနောက်ထရမစင်နေရတော့အကုန်လုံးပျော်ပြီးတော့အပြင်းနေမှာထွက်ကုန်နေဆိုတော့ကျွန်တော်အများကြီးဆက်ပြီးတော့မပြောချင်တော့ဘူးရှေ့မှာတော်တော်လေးလေကျောရှိပြီးတော့ရှင်းပြခဲ့ပြီးတော့ကဲတော့နောက်မှာ ရေပိုင်းမှာတော့ဘာတွေဖြစ်ရောမသိဘူးတက်တွင်းထဲမှာပုံကံမှုတွေကလည်းဇလိုက်တွေဖြစ်တယ်ရှေ့တန်းရောက်နေတဲ့စစ်ကူတွေကလည်းထွက်ပြေးတယ်ဒီပြုံမှာပဲတက်မှမှုတွေကလည်းတယောက်ပြီးတယောက်ကိုစစ်ကွန်စီကပြန်လဲဖမ်းဆီးခံရတယ်ဒီပြုံမှာပဲစစ်ကူတွေကအမားကန်ထောက်ခတဲ့ဟိုဇော်ဖုံးကြီးလိုအကောင်မျိုးဆိုရင်လည်းမန္တလေးနန်းရင်းစစ်ကြောရေးတွေမှာခေါ်ယူစစ်စစ်အထူတော်ခံရရတယ်ဆိုတော့အဲ့တော့ဒီရေပိုင်းမှာစစ်ကူတွေထောက်ခံတဲ့အမားကန်လော်ဘီတွေကလည်းဘာတွေဖြစ်တယ်ရောမသိဘူးအကြမ်းဖက်စစ်ကူတွေကိုတော်တော်လေးကိုမှုန်ချုံမိချုံဝေဖန်ပစ်တင်ပြောဆိုတဲ့ကိစ္စတွေကဇက်တိုက်ကိုတက်လာတယ်ဆိုတော့အပြေရ ထောင်ထွက်ကျွန်တော်ဘောမှရှားစားဘာတွေပြောထားလဲဆိုတာ2မိနစ်စာလောက်ဆက်ပြီးတော့ကြည့်လိုက်ရအောင်အဲ့တော့ဥသိမ်းစိန်ဆိုကစိတ်မရှိတော့ဒေါန်သစုကြည်ဆိုကတက်လာဘာဖြစ်လဲမြန်မာနိုင်ငံဘာဖြစ်လို့ဒီတိုင်းပဲအင်းအဲ့ဒေါန်သစုကြည်အစိုးရမရှိတော့ဘုံမရောင်းလဲအစိုးရယာယီထိန်းလိုက်ပြီအင်းပြဿနာတွေကစပြီဘာကြောင့်လဲပုံမှန်နဲ့သူ့လို့သူ့လို့တော့ဘာဖြစ်ဘူးအင်းတချင်တော့အာနာကိုရှင်းပြရင်တခါမှမရခဲ့ဘူးတဲ့လူတွေအင်းတချင်လောက်လေအာနာရလိုက်တယ် နောက်ငန်းနေမှာသူတို့မရတော့ဘူးဆိုပြီးတော့သူတို့စိတ်ထဲမှာဒီအနာကြီးကို ဖတ်တွေ့ထားခြင်းနဲ့အယူတွေပေါ့နော်အဲ့ဒီအယူတွေကအမျိုးမျိုးတွေးထုတ်လို့လူငယ်တွေတော်တဲ့ရောက်တယ်တခုတော့ပြောမယ်ကျွန်တော်တခါပြောခဲ့ဘူးတယ်ကျွန်တော်အဘသားလို့တော့ကောင်းစင်လာမတက်နဲ့မကြိုက်ဘူးကျွန်တော်ကခင်ဗျားတို့တတ်မလို့ကြိုက်ဘူးဦးစီးချုပ်ကိုအမြဲတမ်းထောက်ခံအမြဲတမ်းအားပေးအမြဲတမ်းသူ့မှတ်သူဖြစ်နေတဲ့သူ့ဘတ်တော်သားမဟုတ်ဘူးအဘသားမဟုတ်ဘူး အဖက်ဘက်ကလည်းကျွန်တော်မရဘူးတော့ပေါလာမသိဘူးကျွန်တော်အဖေစစ်သားကိုပိုင်နံပါတ်9123ညတက်ခွတ်တက်ချက်ကြီးဝင်းချုံမရှိတော့ဘူး2019ခုနှစ်မှာဆုံးသွားပြီနော်အနိုင်လိုချင်အရှုံးကိုလက်ခံလိုက်အဲ့ဒါလောက်ကြတာမယ်လောက်ကြတာမှာအမြင်နဲ့နိုင်နေဆိုတာမရှိဘူးအမြင်နဲ့ရှုံးနေဆိုတာလည်းမရှိဘူးအဲ့တော့ပုံမလေးနဲ့ပြောမယ်နမနိုင်ငံမှာရှိတဲ့ရှိသမျှလက်နက်ကင်တွေအကုန်လုံးတမတော်ကြီးတစ်ခုလေးကိုဝိုင်းပြီးဖိတိုင်နေကြတယ်ဆိုတော့ကိုဘကနိုင်သလားရှုံးသလား တိကျရင်အရင်တော့ကမြန်မာနိုင်ငံမြေပုံအဲ့ဒီတောင်ကျမ်းသူတွေကြီးဆိုးရတဲ့နေရာလေးကိုအနီးစပ်လေးတွေနဲ့အမှတ်ချက်လိုက်ပြီးရင်အဲ့ဒီအနီးစပ်လေးရဲ့ area တွေအကုန်ပေါင်းလိုက်မြန်မာနိုင်ငံ area ရဲ့ဘယ်နှပုံလောက်ပဲရှိမလဲလို့အခုလက်ရှိအဲ့ဒီတောင်ကျမ်းသူတွေနဲ့နော် PDF ဆိုတဲ့အကြံဖက်ဖွဲ့ထိန်းချုပ်ထားတဲ့နေမြေတွေကိုမီနီတွေနဲ့လိုက်ပြီးတော့အမှတ်သားလုပ်လိုက် area ခြေဝန်ပြီးရင်အဲ့ဒီမီနီဝိုင်းထားတဲ့ area ခြေဝန်တွေအကုန်လုံးနဲ့ကြံနေသေးတဲ့မြန်မာနိုင်ငံ area ခြေဝန် အချိုးချကြည့်လိုက်อืมကိုယ့်ဘက်ကနိုင်နေလားရှုံနေလားဆိုသိရမယ်ကဲအဲ့တော့မင်းတို့အောက်တန်းသားဘောမရက်ကဖိန်ကုန်းကုန်းအော်နေရနိုင်နေပါလေဆိုတော့ရုပ်ကိုက်လော်ဘီနေကြားတယ်နော်မင်းတို့ဒီကောင်ပြည်ရကျွန်တော်ဘောမရာသားချီးဟိုသာစားဆိုတော့ကတဖြည်းဖြည်းနဲ့ကျွန်တော်ပြောတယ်စစ်ခွေးတဲ့ဘက်ကကျွန်တော်အမာခံထောက်ခံတဲ့လော်ဘီရက်စာလေးတန်းလေးပြောင်းလာပြီးတော့ကျွန်တော်တော်တော်လေးကိုဝေဖန်ပြစ်တင်နေရဆိုတော့ကတူဒီမဲလားဆိုတော့မဟုတ်သေးဘူးနောက်ပါ ်ပြောင်းရင်းကိုလည်းကျွန်တော်ဒီရက်ပိုင်းမှာတော်တော်လေးကို credit ပေးပါတယ်သူ့ရဲ့ video ဘိုင်းတွေက zdite တွေကိုကျွန်တော်တို့ credit ပေးလာနေတယ်ဒီရက်လည်းနောက်မှာအကြမ်းဖက်စစ်ကောင်စီက main online ရဲ့ main ဆိုပြီးတော့ license ပဲကျွန်တော်ကားတွေရှင်းနေကိုမတရားဖမ်းဆီးနေလို့အောက်ခြေအခြေခံလူသားတွေခံစားနေရတာကိုပြောင်းရင်းဘလို့တွေအမှန်တမ်းတွေဒဲတွေဆိုတာဆိုတော့ဆက်ပြီးတော့နားထောင်ကြည့်လိုက်ရအောင် without car တွေကိစ္စပဲလို့ထပ်ပြောရမှာနော် without car တွေ without car တွေ without car ကိုခင်ဗျားတို့ဒီ umin online ကဖမ်းခြင်းတယ်နော်ဖမ်းတော့ဖမ်းဖို့အမိတ်ပေးလိုက်တယ် ဖမ်းပါလေဗျာအောက်မှာလည်းဖမ်းပါလေဒါပေမဲ့ခတ်တာကခင်ဗျားတို့ဝစ်တောက်ကားကို ဖမ်းပါဆိုပြီးလော်ဘီလုပ်နေတဲ့သူတွေရောဝစ်တောက်ကားကိုနော်ဖမ်းနေတဲ့သူတွေရောဖမ်းဖို့တော့ online နဲ့ online အဲ့ကောင်ကဝစ်တောက်ကားတွေကြီးပဲသူတို့စီးနေရဝစ်တောက်တွေပဲအော်စစ်တပ်ထဲမှာအော်တက်ရင်တက်ရင်နေမှာဝစ်တောက်ကားရှိုးရုံးအစားရှိတယ်ကဲကြည့်ဦးရှိုးရုံးအစားရှိတာနော်อืม အဲ့တော့ without က showroom ကအစားရှိပါပြောင်းပြီးဖို့ပြည်နယ်ဥမင်း online ဖန်းကျင်ရတဲ့အကြောင်းရင်းကတော့သူလောသူလောတော့ရှိတာပေါ့ဗျာဥမင်း online without ကဘာကြောင့်ဖန်းကျင်ရလဲ without ကဒီအမ်နံပါတ်၁ချက်အနေနဲ့အဲသူ့ရဲ့တိတ်ခါပေါ့တိတ်ခါကိုဆဲကျင်တာအင်းသူတိတ်ခါတော်တော်ကြာနေတယ်ဘာကြောင့်လဲဆိုတော့ဒေါ်လာနဲ့ပတ်သက်ပြီးတော့ဒေါ်လာဈေးတွေကညစ်တက်နေတဲ့အတွက်ကြောင့်မို့လို့သူကတိတ်ခါတော်တော်ကြာနေတယ်အဲ့တော့နောက်တစ်ခုကတော့ဘာလဲဆိုရှင် EV ကားတွေကလည်းရောင်းအားကမသက်ဘူးဖြစ်နေ။ तू က EV ကို तू ကအားပေါ့နော် green energy ကို तू ကတော်တော်လေးရှင်ခုံထားမှုရတယ်။အဓိပ္ပာယ်ကတော့ဗျာနော် EV ကားကိုအဓိကထုတ်တာတရုတ်ဗျာ။နော်တရုတ်က EV ကားကိုကမ္ဘာမှာထိတ်တန့်ပြနေတဲ့နိုင်ငံတစ်ခုဖြစ်တယ်နော်။အဲ့တော့တရုတ်ရဲ့ဈေးကွက်ပေါ့တရုတ်ရဲ့ဈေးကွက်အတွက်တရုတ်ကနေတင်သွင်းလာမဲ့ EV ကားတွေနေရာရလာဖို့လိုအပ်တယ်။အဲ့တော့တရုတ်ရဲ့အကျိုးစီးပွားเนาะ ဲ့ဒါကိုခေါင်းခံပြီးယူရတာကသူသူ့ရဲ့သားလို့သူကအောင်ပြေဆုံးနော် EV ကားကိုထောက်တာသူအဲ့တော့ဦးမင်းအောင်လိုင်းရဲ့သူ့သားသမီးရဲ့အကျိုးစီးပွားလည်းဖြစ်နိုင်တယ်တရုတ်ရဲ့အကျိုးစီးပွားဒီအကျိုးစီးပွားတစ်ခုတည်းမြန်မာနိုင်ငံမှာအခုဝက်တောက်ကားတွေကိုနော်နိုင်နေတာလည်းဖြစ်နိုင်တယ်ဒါအကြောင်းသူလောသူလောပေါ့ဗျာနော်ကျွန်တော်တို့မေးခွန်းကတော့မေးခွန်းမေးပိုင်းလို့ရှိပါတယ်အဲ့တော့သူ့သားရဲ့အကျိုးစီးပွားတရုတ်ရဲ့အကျိုးစီးပွားနော်အဲ့ဒါကအကျိုးစီးပွား၃ခုရှိတယ်ပေါ့ဗျာနော် အဲဘာနဲ့လားတဲ့လူရဲ့ဆိုတော့ကြာလေထဲမှာတိုက်ရင်ဆောက်ပြီးတော့စိတ်ကူးရင်ဆန်တဲ့ခေါင်းဆောင်နဲ့သွားတူနေမှာဖြစ်တယ်နော်သူတော်မှအခုချိန်ထိပုံမှန်၄နှစ်၅ရာတော့တည်ခွင်းလိုမျိုးရာသူကိုဆက်ဆွဲဆက်နေလို့ရမယ်သူတော်မှအခြေအနေရဆိုပြီးတော့ဒါတွေကိုကြည့်လို့မရဘူးဟုတ်လားသူကိုယ်တိုင်သူ့ပါဇက်နဲ့ပြောခဲ့တာရှိတယ်အဲ့တော့သူကိုယ်တိုင်နဲ့ဒီရာသူဒီချိန်မှာရှိနေမှာမဟုတ်ဘူးအဲ့တော့သူတော်မှအခြေအနေရပြည်လဲအောင်လက်တွေ့အခြေအနေပြည်လဲအောင် ယာဒူးကိုဆက်တိုးတိုးတိုးပြီးယူထားมาတော့အခုမြန်မာနိုင်ငံရဲ့အခြေအနေရဝက်တောက်ကားတွေဘာကြောင့်စီးရလဲဆိုလို့ရှိရင်เนาะဝက်တောက်ကားတွေဒီမြန်မာနိုင်ငံအခြေအနေရဆိုလို့ရှိရင်အခုလက်ရှိပေါ့เนาะလက်လုံလက်စားတွေတော်တော်များများအသုံးပြနေတာဖြစ်တယ်အခြေခံလူတန်းစားပဲလေเนาะဝက်တောက်ဆိုင်ကယ်လေးတွေဆိုင်ကယ်လေးတွေဟဲ့လားဒါပြည်သူလူထုကဒီဟာလေးနေနေမယ်လုံစားနေရတယ်ပွားနေရတယ်ဖြစ်တော့ဝက်တောက်ကားတွေကိုဖမ်းလာတာ ဖမ်းလာတာပြည်သူဒီဟာတွေကလည်းခင်ဗျားတို့အဲ့ဒီစစ်တပ်အတိုင်းဝိုင်းတွေကပဲတခါလဲနာမည်တွေနဲ့ယူပြီးတော့ဟိုထည့်လာဖြစ်တယ်။ဒီကအချိုးစီပွားသူ့သားရဲ့အချိုးစီပွားမိသားစုအချိုးစီပွားတရုတ်ရဲ့အချိုးစီပွားနော်သူ့ရဲ့နာမည်ရရေးလုံကအချိုးစီပွားဒီအချိုးစီပွားပေါ်မှာအခြေခံပြီးတော့ဒီပေါ့နော်ဟိုကျင့်ဝတ်မဲ့ဆုံးဖြတ်ချက်ဆောင်ရွက်ချက်တွေကအဓိကထိသွားတာတော့မျက်နှာမွဲပြည်သူပဲထိသွားတာနော်အကောင်ပိုင်တဲ့ကောင်တွေကလည်းသူတို့ကလည်းသိမ်းမရအောင်သိမ်းလို့မရအောင်နော်စစ်တပ်ကတိုင်းဝိုင်းကပိုင်တဲ့ကားတွေကဘယ်သူမှသိမ်းလို့မရအောင်နော် ဘသူပဲခံရလဲဆိုတဲ့ခါကျတော့ကျန်မျက်နှာမွဲပြည်သူပဲနောက်ဆုံးပြီးတော့ပေးဆက်ရတာပါအဲ့တော့ဒါဒီအပိုင်းမှာပြောင်းရရတော့ကျွန်တော်တော်လေးကို credit ပေးနေပါတယ်အမှန်တမ်းနေထဲနေဆိုရဲဆိုတော့ကဆော်ဘွင်းကိစ္စနဲ့ပတ်သက်ပြီးတော့မင်းတို့ကောင်ရတော့မှပဲငါတို့တကယ်ချင်းဆော်ဘွင်းကိုမလွတ်သေးတာပဲမင်းတို့ရဲ့မကောင်းကြောင်းတွေဖော်မယ်ဆိုပြီးတော့ဒီအပိုင်းမှာဇက်တိုက်ဘုံမှပြောင်းရီးတို့ဒါရှားစားတို့တော်တော်လေးကိုဒါ line ပေါ်ကနေထဲနေကိုကျွန်တော်စော်နေဆိုတော့ကဟိုအယူကောက်ကိုခွင်းမာသာကြော်ဆိုးတို့ဂျုံမျိုးမင်းတို့သစင်ဦးတို့ ပူဒူမားတို့ကတော့ပြောမိတယ်ဒီအောက်တန်းသားတွေကတော့စစ်ခွေးတက်ကခြံကျွေးတဲ့ရိုးရင်းကတ်ရမှာစအတော့မယ်ကောင်းနေစလို့ကဒီကောင်တွေကတော့ဖားရပြီးတော့ပြောနေဆိုတော့ပြောချင်တာကတော့ဒီဘက်မှာလဲသူ့ရဲ့ပြိတ္တနဲ့သူ့ပဲဒီရဲ့ဘက်မှာ အကြမ်းဖက်စစ်ကောင်စီဘက်မှတပ်တွင်းပုံခံမှုတွေတပ်မမှုတွေဖမ်းဆီးခံရတယ်။ဟိုမှာပြူစောဒီကောင်းဆောင်တွေကိုထောင်ထဲကိုမတရားဆွဲထည့်ခံရတယ်။စစ်ကောင်စီကိုအမာကဲထောက်ခံတဲ့လော်ဘီတွေကလည်းမန္တလေးစစ်ကြောရေးမှာဖမ်းဆီးခံရတယ်ဆိုတော့အကြမ်းဖက်စစ်ခွတ်တဲ့မှာတော်တော်လေးကိုခွာပြေးပြီးတော့သူတို့ပဲချင်းချင်းကြားထဲမှာတပ်တွင်းပုံခံမှုတွေဖြစ်တာတမျိုးဇက်တူတာတွေချင်းချင်းပြန်ဆားပြီးတော့ဖမ်းဆီးကျွန်တော်ထောင်ချနေရဆိုတော့ဒါကျွန်တော်တို့ပဲအတွက်တော့ကျွန်တော်ဝမ်းသာတွေကတည်းပဲစစ်ကောင်စီတွေဘလုံးတွေပဲပိတ်ဆက်ပိတ်ဆက်အချိန်ကြာရင်ဟင်းတာကိုတောင်ပြတ်တယ်လို့ပဲဒီကောင်တွေကတော့ဇက်တူတာစား ားမှာပဲသူတို့လုံရင်သုံးပဲသူတို့သုံးလို့မရရင်ခြံနေမယ်ဒါကြောင့်မင်းတို့ပြစောထီးနေအဲ့ဒီစစ်ခွဲတဲ့ lobby တွေစောစီးအမြင်မှန်ရပြီးတော့ပြည်သူဘက်ကိုရက်တည်ပြီးတော့ပြည်သူနဲ့ပူးပေါင်းပါလို့ပဲမင်းရဲ့ line ပေါ်မှာတွေ့တဲ့ဒါလေးကိုလည်းကျွန်တော်ပြန်ပြီးတော့ဖတ်ပြချင်တော့ကဲတော့ကျွန်တော်ကလည်းငကိုရဲကလေကျောရှိတာတကြောင်းဆိုတော့ရုံးတံပြီးတော့ဗာလေးတွေရှင်းသွားတဲ့တွေ့လဲ တန်းကြီးခံပြီးတော့ကြည်ရေးပါအောင်လို့ပြောရင်လည်းဂရင်းဒီဘက်ကတော်လိုင်းရဲဘော်တွေကိုလည်းတစ်ဖက်တစ်လမ်းထောက်ကူခြင်းနေဆိုရင်ရဲဘော်တွေကိုဓာတ်ရိုက်တွားရောက်ထောက်ကူလို့ရမယ်လေလေးကိုကျွန်တော်ဘေးနားမှာခြာပေးထားပါတယ်မိုးပြဲကျွန်တော်ဖဲကုန်းဘောလခဲစောင်းပြုံးဘက်တွေမှာတိုက်ပွဲတွေတော်တော်လေးကိုပြင်းထန်နေတဲ့အတွက်ကြောင့်တော်လိုင်းတပ်ဖွဲ့တွေကျွန်တော်လိုအပ်နေတဲ့မမတွေကိုဘလော့ကဲမှာတတ်မှတ်မထားဘူးထောက်ကူခြင်းနဲ့မောင်နှမတွေကျွန်တော်ရဲ့ကုန်းပေါင်းမှာလေလေးထောက်ပေးထားပါမယ်ဘေးနားမှာလည်းတက်ထင်းကြီးလေးရဲဘော်ဇင်ရောရဲ့ Facebook အကောင့်ကိုကျွန်တော်ခြာပေးထားပါတယ်ကဲတော့ညကြမှာပဲနောက်ထပ်သတင်းကောင်းရုပ်သံဗီဒီယိုဖိုင်လေးနဲ့ ပြန်လာခဲ့ပါဦးမယ်တော့ကျွန်တော်ကရုပ်တံပြီးတော့ဘိုင်ကိုကြီးရှုံနေတဲ့မိဘပြည်သူအမေသားသမီးမောင်နှမတွေတယောက်ချင်းစီတိုင်းစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများနဲ့ပြည့်စုံကြပါစေသ